ဆရာမဒီမှာစတင်ရတာရောအဆင်ပြေရဲ့လားကြေတော့ပြေပါရဲ့ဆရာမရေဟိုဒါပေမဲ့လေသူတို့လေးနဲ့စကားပြောတိုင်းသူတို့ကျမကိုပြန်ကြည့်ရဲ့ကြည့်လေးတွေရတယ်ဟိုကျမပြောနေတာကိုနားမလည်ဘူးလို့ခံစားနေရတယ်သူတို့လေးနားလည်လောင်ကျမဘလို့ပြောဆိုရမလဲမသိတော့ပါဘူးဆရာမရေဆရာမရေကျမလေးစောထူးလေးနဲ့စတွေ့တုန်းကနေတပုံစံနဲ့ပဲစောထူးလေးဒီเจ้าမို့အတော်လှမ်းဝေးတဲ့ရွာနေပြီးပြောင်းလာတော့က ကရင်တန်ဝဲဝဲနဲ့စကားပြောဟန်ကဒီဘက်ရွာနဲ့မတူတော့စကားပြောရမှကြောက်ပြီးတော့ဘသူနဲ့မှအခေါ်ပြောမလုပ်ဘူးလေအဲ့တော့စောထူးလေးကိုဘလူနီးတွေနဲ့စာတင်ပေးရင်ကောင်းမလဲဆိုတာစဉ်းစားမိတာလဲစုံနေတာပါပဲဆရာမကြီးတခုနဲ့မှအဆင်မပြေတော့စိတ်ပြက်ပြီးအရှုံးအောင်ပေးကျင်လာရောဒါပေမဲ့လေစောထူးလေးရဲ့အနာဂတ်ကိုတွေးမိပြီးကျမလည်းသူ့ကို အမှုအရာတွေစိတ်ဝင်စားစရာဂိမ်းတွေအုပ်စုလုပ်ငန်းတွေအဖွဲလိုက်အတူတူပါဝင်ရတဲ့နည်းတွေကိုသုံးပြီးစတင်ကြည့်တယ်လေအဲ့လိုနဲ့တပြေးပြီးကျမနဲ့သူနဲ့အချင်းချင်းနားလည်လာကြတာပေါ့ဆရာမကြီးကာကာချီချာဝဆန်နှလုံးပေါက်ကာ

အဲ့ဆိုရင်တော့ဆရာမရဲ့ဒီလိုခုံလေးဝိုင်းစီကိနော်ဒီဘက်မှာတော့လေစောတူးတို့လိုမျိုးတိုင်းသားကလေးတွေကိုတင်ကြရင်ဒီလိုအခြေအနေတွေနဲ့တော့ကြုံနေရအောင်ပါပဲလက်လျှော့လိုက်လို့တော့မဖြစ်ဘူးဆရာမရေသူတို့လေးတွေကိုလေတနည်းနည်းနဲ့ဆက်သွယ်လို့ရမယ်ပေါင်းတရားလေးကိုတော့တိဆောက်ရမယ် စောထူးလေးကဆရာတယောက်ဖြစ်ချင်တယ်လို့တခါမှမပြောဘူး။ဒါပေမဲ့လေသူတည်ထားသမျှကိုတခြားကလေးတွေကိုပြန်လဲဝေမျှတယ်။တခြားကလေးတွေပြောတာကိုလေသူကနားထောင်ပြီးတယ်လေ။ပြီးတော့လေကျမသူ့ကိုတင်ပြီးခဲ့တယ်လို့သူလေးသူများတွေကိုပြန်တင်ပြီးတက်နေပြီ။သူတို့လေးတွေကိုထိထိရောက်ရောက်ပညာသင်ကြားပေးနိုင်ဖို့ယုံကြည်မှုဆိုတဲ့ပေါင်းမှုတရားကိုအရင်တည်ဆောက်နိုင်ရမယ်။ ဒါမှသူတို့လေးတွေရဲ့တည်ယူနိုင်စွမ်းကိုပိုးပြီးအထောက်အကူပြုနိုင်မှာ။